နာဒေအကြံဖတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ KNU ကမျိုးသားစီယုံထံလက်နက်ချအလင်းဝင်ခဲ့တဲ့အကြောင်းကိုတင်ပြမှာဖြစ်ပါတယ်။မြိတ်တွယ်ခရိုင်လမူလာမြို့နယ်တွင်အော်တိုဘာလ9ရက်နေ့အတွင်းအနာဒေအကြံဖတ်စစ်တပ်ဤတိုင်းမဟုအမှတ်စနစ်လက်ကျင့်ရေးတင်တဲ့အကြောင်းမှတပ်သားတပ်ဦးနှင့်အော်တိုဘာလ10ရက်နေ့တွင်တပ်သားတဦးစုစုပေါင်း၄ဦး KNU ကမျိုးသားစီယုံထံသို့ လက်နက်မဲ့အလေးဝေးဖတ်ပြောင်းခလုံးလာခဲ့ပါတယ်။ခလူးတူခရိုင်လဒူမြို့နယ်တွင်လည်းအောက်တိုဘာလ15ရက်နေ့တွင်အာနာဒေးအကြပ်ဖတ်စစ်တပ်ခလာယာ85တပ်ရင်းမှပြည်သူစစ်မှုထမ်းတပ်သားခုနှစ်ဦး KNU ကရဲ့မျိုးသားစီယုံထံသို့လက်နက်မဲ့အလေးဝေးဖတ်ပြောင်းခလုံးလာခဲ့ပါတယ်။အကြောင်းအမျိုးမျိုးကြောင့်မတရားစစ်မှုထမ်းစစ်ခိုင်းခံနေရသူ အာနာဒိအတန်ဖတ်စစ်တပ်အတွင်းမှတပ်သားများအားမိမိတို့နှိစက်ရာတော်လန်ရေးတပ်ဖွဲ့များထံသို့လက်နက်ချအလေးဝင်ဗတ်ပြောင်းခုလုံးရဲ KMUK ရဲ့မြို့သားအစည်းအရုံးမှတိုက်တွန်းအသိပေးအပ်ပါတယ်